မင်္ဂလာပါရှင်တောင်တီဗီရဲ့ပတ်စံတဲ့အစီအစဉ်အနေနဲ့ပြန်လည်တွေ့ဆုံလိုက်ပါရစေ။ကျမတို့လေဘောစနစ်မှာဒီတစ်ပတ်တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့မဟာမိတ် KIA ရဲ့မြပြင်ပရိပခတွေထထင်ထင်းထင်းဆောင်ရွက်ဖို့ဝချုပ်တာဟုဘလကတက်တွန်းပြောကြားခဲ့တဲ့သတင်းအဘိဗီဆိုင်ရာအမျိုးသမီးများနဲ့ခန္ဓာကိုယ် PSF ခရိုင်နယ်ဒုတိယဗိုလ်ချုပ်တိတာကြွကြားတရက်ကော်ပြုမေခွန်ပြောကြားခဲ့တဲ့သတင်းဘလအမျိုးသားတအူး PNF နဲ့ ပလောင်ပြည်နယ်လူမျိုးရဲဖွဲ့ PSRO ဝနဟောင်းတို့ကော်ပြူမှတ်တမ်းလွာနဲ့ဂေါဒုဆောင်တစိုက်တွေပြအပ်ချင်းမြင့်ခဲ့တဲ့သတင်းနဲ့အတူတောင်ပြည်အတွင်းထူခြားတဲ့သတင်းတချို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ပထမဆုံးအနေနဲ့တောင်ပြည်ပညာရေးအတွက်ဖွင့်လှစ်နေတဲ့27ကြိမ်မြောက်တောင်ပညာရေးထီရဲ့အမြင့်ဆုံး3500စုကိုရခိုင်လူမျိုးတအူးကစုခိုးရရှိသွားပါတယ်။သတင်းအပြည့်အစုံကိုလေပေါ်မြမ်ကတင်ဆက်ပေးသွားမှာဖြစ်ပါရ။ 2025ခုနှစ်ဖေဖော်ဝါရီလအတွက်ဖူလီခဲ့တဲ့တောင်ပြည်ပညာရေးအထောက်ကူပြုထီဟာ23ချိန်မြောက်ရောက်ရှိလာပြီဖြစ်ပါတယ်။ဒီထီကိုတောင်ပြည်ပညာရေးထီလို့လည်းခေါ်ဝေါ်ကြပါတယ်။ဒီတောင်ထီကို ပြီးခဲ့တဲ့2024ဆွန်လမှာစပြီးဖူလီခဲ့တာဖြစ်ပြီးတော့3900စုကြီးအပြင်3300 3300 3300နဲ့7300စု9000စုအပါအဝင်အနည်းဆုံး နှစ်သိန်းစုအထိထည့်သွင်းထားပါတယ်။တောင်ပြည်ပညာရေးအထောက်ကူပြုထီရဲ့20ကြိမ်မြောက်မှာစင်ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ရခိုင်လူမျိုးဦးကဒိန်း900ကန်ထူခဲတာဖြစ်ပါတယ်။တောင်ထီဟာတောင်ပြည်ကစာတင်ကျောင်းတွေလက်ပတ်နိုင်ဖို့အတွက်တစ်ဖက်တလန်းကနေအထောက်အပံ့ဖြစ်စေခဲ့ပါတယ်။တောင်ပြည်ပညာရေးကောင်စီ TLEC ဦးဆောင်တဲ့တောင်ပြည်ရဲ့လက်ရှိ2024-2025ပညာသင်နှစ်မှာ ကျောင်းပေါင်း600ကျော်ကျောင်းသားကျောင်းသူ9000ဝန်းကျင်ဆရာဆရာမ3500ကျော်နဲ့လက်ပတ်နေပါတယ်။ဒါကြောင့်တောင်းထီဟာဆရာဆရာမ3500ကျော်အတွက်လိုအပ်တဲ့လဆာတွေအပါအဝင်စာတင်ကျောင်းတွေလက်ပတ်နိုင်ဖို့အတွက်တစ်ဖက်တစ်လမ်းကနေထောက်ပံ့ပေးထားပါတယ်။လက်ရှိမှာတောင်းထီရောင်းချရငွေနဲ့90ရာခိုင်နှုန်းကို ပညာရေးရန်ပုံငွေအဖြစ်အသွင်ပြုပြီးတော့ကျန်တဲ့30ရာခိုင်နှုန်းကို စုချင်းငွေအဖြစ်အသွင်ပြုထားပါတယ်။တောင်ပြပညာရေးကောင်စီတယောက် EC အနေနဲ့လာမယ့်2025-2026ပညာသင်နှစ်မှာကျောင်းပေါင်း900ကျော်ထပ်ပြီးတိုးချက်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့တင်ကြားရေးအတွက်လိုအပ်တဲ့ဆရာဆရာမများ1500ကျော်ကိုလည်းခေါ်ယူနေပါတယ်။ အနေနဲ့အရရက်ကမိဘပြည်သူများအနေနဲ့တောင်ပြည်ကကလေးငယ်များရဲ့ပညာရေးကိုကူညီလိုရင်တောင်ပြည်ပညာရေးအထောက်အကူပြုထီကိုထိုးပေးကြဖို့လိုအကြောင်းတိုက်တွန်းလိုက်ပါတယ်ရှင်ကျမလို့ပူညီပါဒုတိယတစ်ပုဒ်ကတော့မဟာမိတ်ခရရင်နဲ့မပြင်းပฏิပခတွေထိထိတိတိဆောင်ရွက်ဖို့လိုအပ်တယ်ဆိုပြီးဘောချုပ်တာဟိုပလန်ကတိုက်တွန်းထားပါတယ်တရင်အပြည့်စုံကိုလေပေါ်လပါကပြပြပေးသွားမှာဖြစ်ပါတယ် မဟာမိတ် KAI နဲ့မြေပြင်ပြည်ပခါတွေထိန်းသိမ်းဆောင်ရွက်ဖို့လိုအပ်တယ်ဆိုပြီး PSLF TNAW CUC ချုပ်ဘိုချုပ်တာဟိုပလန်ကတိုက်တွန်းလိုက်ပါတယ်ပိကရဲဖေဖော်ဝါရီလကုန်ပိုင်းမှာတအောင်ပြည်ရဲ့တမဟာ၃နယ်မြေမန်တုံမြို့နယ်အတွင်းမှာမိမိတို့တအောင်မြို့သားလူမျိုးရေးတပ်မတော် TNW နဲ့မဟာမိတ် KIA တို့ကြားအပြန်အလှန်ညှိပွားမှုတွေဖြစ်ပွားခဲ့ပါတယ်။မိမိတို့တအောင်မြို့သားလူမျိုးရေးတပ်မတော် TNW နဲ့မဟာမိတ် KIA တို့အကြားမြေပြင်ပွတ်တိုက်မှုတွေ လိပခတိမမှုတွေဆက်ပြီးမြစ်ထွားစေဖို့အတွက် PSLF TNLA စီဦးစီချုပ်ဘိုချုပ်တာဟိုပလန်ကမန္တလူထုနဲ့တွဲဆုံတဲ့ဖေဖော်ဝါရီ28ရက်နေ့လူထုတွဲဆုံပွဲမှာတိုက်တွန်းပြောဆိုခဲ့တာပါလူထုတွဲဆုံပွဲမှာစီဦးစီချုပ်ဘိုချုပ်တာဟိုပလန်ကမဟာမဲ KIA နဲ့မိမိတို့ TNLA အကြမ်းမှာရှေ့ရခင်နှစ်ကလေးက မဟာမေဂဒီကဝတ်တွေရှိခဲ့ပြီးအဒီကဒီကဝတ်တွေထောက်ရှုဖို့လိုအပ်တယ်လို့အပြန်အလှန်အတိအမှတ်ပြုရမှာဖြစ်တယ်လို့တိုက်တွန်းပြောဆိုခဲ့ပါတယ်။လက်ရှိတင်းမာနေတဲ့ဆက်ဆံရေးအခြေအနေတွေကြီးထွားလာစေဖို့ထိန်တဲဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်းဗိုလ်ချုပ်တာဟုတ်ပလန်ကတိုက်တွန်းထားပါတယ်။ဒါအပြင်မိမိတို့ရဲ့မဟာမေဂဒီကဝတ်တွေတည်တန်းခံရစေဖို့အတွက်လက်ရှိမှာနှစ်ဖက်တက်ကပူပေါင်းဆောင်ရွက်တွားရမယ့်အချိန်ဖြစ်တယ်လို့ ဘလိုလားအတဲ့ပြဿနာတွေမပြတ်ပွားလာစေဖို့အတွက်လဲမာမဲနှဖက်လုံးကတတိထားဆောင်ရွက်တွားရမှာဖြစ်တယ်လို့တိုက်တွန်းပြောကြားခဲ့ပါတယ်။ကျမလွေးပူလပါပါရှင်။ပလောင်အမျိုးသားတအူး PNF နဲ့ပလောင်ပြည်နယ်လူမျိုးရေဖွဲ့ PSRO ဝန်ဟောင်းတွေကိုဂေါ်ပြုမှတ်တမ်းလွှာနဲ့ဂေါ်ဒုဆောင်သစိတ်တွေဖိအပ်ချင်မိခဲ့တဲ့တဲ့ရင်ကိုကြားရမှာပါ။တဲ့ရင်အပြည့်စုံကို MyMCO ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။1963ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တဲ့ပလောင်မျိုးသားတပ်ဦး PNF နဲ့ပလောင်ပြည်နယ်လူမျိုးရေးအဖွဲ့ PSLO ဝန်ထမ်းအောင်တွေကိုလက်ရှိ PSLF TNA ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ဒုတိယဘိုလ်ချုပ်ကြီးတာကျောက်ကြားကဂုံပြုတ်မတန်းလှော်နဲ့ဂုံထူးဆောင်တစ်စိတ်တွေပေးအပ်ချင်မိခဲ့ပါတယ်။ဂုံထူးဆောင်တစ်စိတ်နဲ့ဂုံပြုတ်မတန်းလှော်တွေပေးအပ်ချင်မိတဲ့ခါနာကိုပြီးခဲ့တဲ့မတ်လ17ရက်နေ့ကနမ်ခမ်မြို့မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးတော့ရဲမေနဦးအပါဝင်စုစုပေါင်း15ဦးလက်ခံရရှိခဲ့ပါတယ်။ဂုံပြုတ်မတန်းလှော်နဲ့ဂုံထူးဆောင်တစ်စိတ်တွေလက်ခံရယူတဲ့ PNF PSLO ဝန်ထမ်းဟောင်းတွေဟာ 1962ခုနှစ်ကနေ1986ခုနှစ်အထိတော်လိုင်းရေးတာဝန်နဲ့ထမ်းဆောင်ခဲ့ကြတဲ့သူတွေပါလက်ရှိမှာတော့အသက်85-80ဝန်းကျင်ရှိနေပါပြီကျမရဲ့အခြေအနေကြောင့်အခမ်းအနားမတက်ရောက်နိုင်ခဲ့တဲ့သူတွေကိုစား၎င်းတို့ရဲ့မိသားစုဝင်တွေကတက်ရောက်ပြီးဂုံထူးဆောင်တစ်စိမ့်နဲ့ဂုံပြုတ်မတန်းလှော်တွေကိုလက်ခံရယူခဲ့ပါတယ်ဒီအခမ်းအနားနဲ့ပတ်သက်လို့ဒုတိယဗိုလ်ချုပ်ကြီးတာကျော်ကြကကျေးဇူးတရားကိုတတိယနဲ့အတိမပြည့်တဲ့အခမ်းအနားဖြစ်ပြီးတော့အင်မတန်မုံမြက်လေးနက်တဲ့အခမ်းအနားဆိုပြီးပြောပါတယ်1958ခုနှစ်ကစတင်ပေါ်ပေါက်လာတဲ့ ရှမ်းပြည်တော်လိုင်းရင်မှာမိမိတို့တောင်ပလောင်တွေဟာစစ်အာဏာရှင်ပြုတ်ကျရေးအတွက် PNF PSLO PSLA ကိစ္စတူနယ်လာခဲ့တာဖြစ်ပါတယ်။နိပေါင်း60ကျော်လာပြီဖြစ်တဲ့တောင်ပလောင်မျိုးသားတို့ရဲ့တော်လိုင်းရေးဟာ PSLF TNA ရဲ့လက်ထက်မှာတော့30-20ခုစစ်စင်ရေးနဲ့တူမြို့ပေါင်း12မြို့ကိုတိမ့်ပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။လက်ရှိရရှိထားတဲ့အောင်မြင်မှုအတိပွင့်နေတည်တန့်ခိုင်မြဲပြီးဖွံ့ဖြိုးတိုးတက်လာအောင်မိဘပြည်သူတွေအနေနဲ့ PSLF TNOA နဲ့အတူဝိုင်းဝန်းဆောင်ရွက်ဖို့လွယ်တဲ့ဆိုပြီးဒုတိယဗိုလ်ချုပ်ကြီးတာချိုကြကခန်းနာမှာတိုက်တွန်းပြောဆိုထားပါရခင်ဗျာကျွန်တော်မိုင်အောင်ကောပါအပြည့်ပြဆိုင်ရာအမျိုးသမီးများနဲ့ခန်းနာကို PSLF TNOA ဒုတိယဗိုလ်ချုပ်ကြီးတာချိုကြတက်ရောက်ပြီးဂေါ်ပြူမေခွန်ပြောကြားခဲ့ပါတယ်2025ခုနှစ်အပီပီဆိုင်ရာအမျိုးသမီးများနဲ့အခမ်းအနားကို PSLF TNA ရဲ့အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးကော်မတီကဦးဆောင်ပြီး တောင်ပြည်တမဟာငားနယ်မြေကုတ်ခိုင်မြို့မှာပြီးခဲ့တဲ့မတ်လ10ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။ခန္ဓာကို PSRF ထရညာရဲ့ဒုတိယဩဂတသစ်ဖြစ်တဲ့ဒုတိယဘူချုပ်ကြီးတာကျူကြကအမျိုးသမီးထုကိုကွန်ပျူတာအနေနဲ့ကိုယ်တိုင်တက်ရောက်ပြီးကွန်ပျူမေခွန်ပြောကြားခဲ့ပါတယ်။ဒါပြင်တမဟာငားတမဟာမှုနဲ့ခရိုင်မြို့နယ်ကအုတ်ထုတ်ရေးပိုင်းတာဝန်ရှိသူတွေ PSRF ထရညာရဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေပါတက်ရောက်ခဲ့ကြပါတယ်။ခန္ဓာမှာဒုတိယဘူချုပ်ကြီးတာကျူကြက ခရဆက်ဆက်ဖိနှိပ်မှုအမျိုးမျိုးကြုံတွေ့ခဲ့ကြတဲ့အမျိုးသမီးထုတွေရဲ့ဘဝကိုမြင့်တင်ပေးရမယ်ဆိုပြီးတိုက်တွန်းပြောကြားခဲ့ပါတယ်။ဒီနေ့ကြားရတဲ့ဒီဗီဆိုင်ရာအမျိုးသမီးများနေ့ကျွန်တော်အနေနဲ့ကြားရတာတဲ့အဲ့ဒါတော့ညရှေ့မှာအဖွင့်စကားပြောခွင့်ရတဲ့အတွက်အများကြီးပဲကျေးဇူးတင်ပါတယ်။ဒီကနေ့ ပြည်ပြည်ဆိုင်ရာမျိုးသားများနေတာဒါတကဘာလုံးရှိအမျိုးသမီးထူရဲ့နေထူနေမြဖြစ်သွားတယ်။ဘာကြောင့်မျိုးသမီးများနေလို့တတ်ဖတ်လာရတယ်လဲဆိုတော့အမျိုးသမီးထူဟာအများဖြစ်ခွဲခြားဆက်ဆံမှုအပိနေမှုအမျိုးမျိုးဂျုံလာတဲ့ကျွန်တော်တို့မျိုးသမီးထူကိုစာနာတော်အဖြစ် အမျိုးသမီးသူ့ကိုပါပွဲရှောင်းရှောင်းနိုင်ရေးအတွက်ဆိုပြီးတော့ဒီနေ့တတ်မှတ်ပြီးတော့ကျွန်တော်အမျိုးသမီးကိုဂုံပြုတ်နေဂုံပြုတ်ခြင်းဖြစ်ပါလေကိုခိုင်မျိုးမှာကျင်မပြုတ်လုတ်ခဲ့တဲ့အပီပီဆိုင်ရာအမျိုးသမီးများနဲ့အခမ်းအနားမှာတအားလူမျိုးတွေအပြင်ဗမာ ရှမ်းကိုကန့်နဲ့ဒေသခံကောရခိုင်ယဉ်ကျေးမှုအဖွဲ့ကတာဝန်ရှိသူတွေပါတက်ရောက်ခဲ့ကြပါတယ်။ခမ်းအနားမှာ ကောင်းနိုင်ငံရဲ့အတွင်းမျိုးသမီးပါဝင်မှုနဲ့စိန်ခေါ်မှုအခက်အခဲများဆိုတဲ့ခေါင်းစဉ်နဲ့စကဝိုင်းပြုလုပ်ခဲ့ကြပြီးတော့တောင်အမျိုးသမီးအဖွဲ့အစည်းဖြစ်တဲ့ TWO ကလေဘော်ချီစငါအချုပ်ရေးဌာနကဗမှုတာစပ်ကြားနဲ့မြို့သမီးဖွံ့ဖြိုးတိုးတက်ရေးဌာနကဗိုလ်ကြီးလူရည်ကားတော်ကဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။ KSSF ဖိနှိပ်မှုအမျိုးမျိုးတုံ့တွေးခဲ့ကြတဲ့အမျိုးသမီးထုတွေထဲမှာတအားလူမျိုးအမျိုးသမီးတွေဟာဒလိထုံနာရပိုပြီးဖိနှိပ်မှုတွေရှိတယ်လို့ အိမ်တွင်အကြက်ဖက်ခံရတာတွေလည်းများတယ်ဆိုပြီးမြို့တမီဖွံ့ဖြိုးတိုးတက်ရေးဌာနတာဝန်ခံဖြစ်သူဗိုလ်ကြီးလူရဲကကစကဝိုင်းအစီအစဉ်မှာထပ်တွင်ပြောကြားခဲ့ပါတယ်။ဒါအပြင်စကဝိုင်းမှာတောင်ပြေဆိုရရန်နရတွင်မြို့တမီပါဝင်မှုအခမ်းကဏ္ဍကိုအကြံတော်ဝင်ဆွေးနွေးခဲ့ကြပါတယ်။အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနဲ့ International Women Day ဖြစ်ပေါ်ပေါက်လာတဲ့တမန်ကြောင်ကတော့1900အစောပိုင်းနှစ်တွေမှာမြို့တမီတွေကမတရားဖိနှိပ်မှုမညီမျှစွာခွဲခြားဆက်ဆံခံရမှု အမျိုးမျိုးကိုတွေးကြုံခဲ့ရတာမို့အဲ့ဒီမတရားမှုတွေကိုတော့ပြန်တွန်းလှန်ဖို့အတွက်ချိန်ခေါ်ခဲ့ကြတာအနေစတင်ခဲ့တာဖြစ်ပါတယ်ရှင်။ကျွန်မလေးဘော့စမင်ပါ။မကောမျိုးမှာမူရစ်စေဝါ30ဆဲတူ82ဦးကိုဖျက်ဆရာဖျားနိုင်ကအကျဉ်းဆိုင်တာပြုတ်ပြေးပြီးပြန်လုပေးခဲ့ပါတယ်။တရင်အပြည့်စုံကိုလေးဘော့လဘာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျင့်စာရိတ်တာပြုပြင်ရေးစခန်းကနေအကျင့်စာရိတ်တာပြုပြင်ပြီးတူ92ဦးကိုပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLFT NLA ကပြန်လွှတ်ပေးခဲ့ပါတယ်။တောင်ပြည်တက်မှာနစ်နေမြေမကုံမျိုးနဲ့ထဲကဖမ်းမိတဲ့မူရစေဝါတုံးဆွဲတူတွေနဲ့မိဘကိုယ်တိုင်လာရောက်အနှံနဲ့အကျဉ်းစာရိတ်တာပြုပြင်တူတွေကို6လအကြာစာရိတ်တာပြုပြင်ပေးပြီးတဲ့နောက်ဖေဖော်ဝါရီလ25ရက်နေ့မှာပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ် တို့တွေကိုတက်ဆိုင်ရာအုတ်ထိန်တူနဲ့မိဘဆွေမျိုးတွေထံပြန်လည်အနံပေးခဲ့တာဖြစ်ပါတယ်။ပထမအကြိမ်အကျဉ်းစာရိတာပြုပြင်ပြီးသူတွေကိုထမှန်ဖမ်းဆီးရမိခဲ့ပါကတုံနှစ်ကြာအောင်အကျဉ်းစာရိတာပြုပြင်ရေးစခန်းမှာပြန်လည်ပို့ဆောင်ခံရတွားမှာဖြစ်ပါတယ်။ပီကရဲဇန်နဝါရီလ9ရက်နေ့တော့လေတပ်မားနစ်နယ်မြေကျောက်မဲမြို့နယ်မှာရှိတဲ့အကျဉ်းစာရိတ်တပြုပြင်ပြီးမွရစ်ဇေဝါတုံးဆွဲတူ132ဦးကိုပြန်လွှတ်ပေးခဲ့ပါတယ် တတူညာနှုတ်ခွန်စစ်စင်ရေးမတိုင်ခင်အထိတောင်ပြေအတွင်းမှာရှိတဲ့မြို့ကြီးတွေမှာမြို့ရစေဝါရောင်းဝယ်တုံးဆွဲတူများပြားလာပြီး PSLF TNW မှာမြို့တွေတိမ်ပိုက်နိုင်ပြီးတဲ့နောက်မှာတရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှမြို့ရစေဝါရောင်းဝယ်တုံးဆွဲတူများကို ထိရောက်စွာအရေးယူနိုင်ခဲ့ပါတယ်။လက်ရှိမှာလည်းမြို့နယ်အချို့ကိုမြို့ရစေဝါတိုက်ဖြတ်နေရဆဲဖြစ်ပါတယ်။ ရခင်စစ်ကောင်စီအုပ်ချုပ်စင်မှာမှုရစ်စေဝါကိုလက်နက်တပ်ဖွဲ့အုံပြုပြီးမှုရစ်စေဝါရောင်းဝယ်တွန်းဆွဲသူများကိုအရေးယူမှုမရှိတဲ့အပြင်လူလက်စွာရောင်းဝယ်တွန်းဆွဲခွင့်ပြုထားပါတယ်။တအားအမျိုးသားလူမျိုးရေးတပ်မတော် TNA ကစစ်ကောင်စီတပ်စခန်းနဲ့မြို့တွေမှာတင်ပိုင်ရာမှာလဲရစကန်နဲ့စစ်ကောင်စီတပ်စခန်းတွေမှာမှုရစ်စေဝါများတင်စီရမိထားတာတွေလည်းရှိခဲ့ပါတယ်။ကျွန်မလူကြီးပူလိုပါပါရှင်။ဘောဘောဒီဂျွိုင်းဟာလဲ Bye. ဟမ်ကောင်း TV သတင်းတွေကိုစောင့်မျှော်ကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်မြို့ပြည်သူများအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေ